ပါရှင်ကျမတိကပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့င်းအကြောင်းအရာကတော့မိုးကြီးတာနဲ့မိုးသက်လေပြင်းတိုက်ခတ်တာသတိပေးချက်6ကားငယ်ခါခွေ2025ကိုထုတ်ပြန်ပေးပါမယ်1389ခုဝါဆိုလာဇန်9ရက်2025ခုနှစ်ဇွန်လ29ရက်နေ့ထုတ်ပြန်ချက်မှာတော့ဒီနေ့မှစံတော်ချိန်ညနေ9:00ခွဲချိန်နောက်ဆုံးရရှိတဲ့ချက်လက်တွေကအနောက်တောင်မုတ်တုံလေးအားကောင်းရာကနေအားလုံးကောင်းနေတာကြောင့်ဒီနေ့ကစလို့9ရက်9လ2025ရက်အထိ ကိုင်းတိုင်းဒေသကြီးအောင်ပိုင်းမန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးမှာနေရာကျကျနေပြီးတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းမကွေးတိုင်းဒေသကြီး ။ရယာရီတိုင်းဒေသကြီး၊ရောင်တိုင်းဒေသကြီး၊တရိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့မိုးပြည်နယ်မှာနေရာစိမ့်စိမ့်မှာမိုးထစ်ချုံရွာသွားပြီးတော့နေရာကွက်ပြီးမိုးသက်တမ်းတာ၊မိုးကြီးတာနဲ့မိုးသက်လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်လာပြီးတော့မိုးသက်လေပြင်းကြာရောက်စဉ်ရေပြင်း၊မြေပြင်း၊လေပြင်းဟာတနအိုက်ကို35မိုင်ကနေမိုင်40အထိတိုက်ခတ်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒါကြောင့်ပြည်သူလူထုအနေနဲ့မိုးရွာသွန်းတာတွေကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ရေကြီးတာ၊မြေပြိုတာနဲ့လေရင်တိုက်ခတ်တာတွေကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အဆောက်အုံတွေတစ်ပင်တစ်ကိုင်းနဲ့ဖိုင်ဘာလိုင်းတွေနဲ့ ုင်းနေပြိုကျရန်နေတာစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကိုမြစ်ဒေသအနီးပါနေထိုင်ကြတဲ့သူတွေအနေနဲ့မိုးကြိုးဖြစ်တာနဲ့မြေပြိုမှုအန္တရာယ်ကို၎င်းမြမကင်မရာတက်ရှောင်းမြင့်မြချောင်းငယ်မြင့်ငယ်ချောင်းငယ်အနီးနဲ့မြေနေပိုင်းမှာနေထိုင်ကြတဲ့သူတွေအနေနဲ့လေပြင်းအန္တရာယ်နဲ့နေရာပြန်ရင်ကြီးရင်ရှာမှုအန္တရာယ်ကို၎င်းကြိုတင်သတိပြုနိုင်ဖို့နဲ့စိုက်ပျိုးမွေးမြူရေးတောင်းသူတွေအပါအဝင်ဆက်ညောင်းတာဒမန်တွေတအားပြီးဆက်ညွှန်နေပြည်တွင်းတဲ့ကြောင်းပြန်တမ်းရင် ပြည်ရည်ကြောင်သွားလာရင်မကရက်တက်ရှောင်းတဲ့ကန်းလုံးပင်နေပြီးမှရှိတဲ့ကန်းဒီကန်ဝင်ငါးဖန်ရင်နဲ့ဆက်နေတဲ့သင်းမောတွေအနေနဲ့လည်းသတိပြုနိုင်ဖို့အသေးပေးထုတ်ပြန်လာတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့2025ခုနှစ်ဇွန်လ30ရက်နေ့ဒီနေ့ညနေ4:00နာရီချိန်နေ့စဉ်မိုးလေဝသတရင်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပြည်နယ်အခြေအနေကတော့ဒီနေ့ပြမစံတော်ချိန်ညနေ3:00နာရီခွဲချိန်တိုင်းထွာချက်တွေရအိန္ဒိယနိုင်ငံနောက်ဘင်္ဂလားပြည်နယ်ကိုင်ဦးရက်မှာဖြစ်ပေါ်နေတဲ့လီဗီအာနဲ့ရောင်ကတော့ဆက်လက်တည်ရှိပါတယ်။အဆိုပါလီဗီအာနဲ့ရောင်ကတော့အနောက်အနောက်မြောက်ဘက်ကိုဖြင်းညင်းစွာရွေးရှားနိုင်ပြီးတော့နောက်နေ့အတွင်းမှာအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်အော်ရိတာပြည်နယ်မြောက်ပိုင်းနဲ့ဂျက်ခန်းပြည်နယ်တွေကိုဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ကပလီပြည်နယ်ပြည်နယ်ဘင်္ဂလားပြည်နယ်အော်မှာတော့မုံတောင်နေအာကောင်းရွာကနေအာလုံကောင်းမှာ ါတယ်မြက်ဖန်မြက်ချင်းချင်းခံမှန်းချက်ကတော့မန်နေတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမှာနေရာကွက်ကြားမကွေးတိုင်းဒေသကြီးကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာကျဲကျဲနဲ့ကြက်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာအနှံ့ပြောင်းမှုတွေ့ကြုံရသုံးပြီးတော့ပဲခူးတိုင်းဒေသကြီးသတင်းနိုင်တိုင်းဒေသကြီးကရင်ပြည်နယ်မုံပြည်နယ်နဲ့ ရှိခိုင်ပြည်နယ်မှာနေရာကွက်ပြီးမူကြည့်ပါမယ်။ရွာရတော်ပြည်ဖြစ်ပါတယ်။မိုးဒိတ်တောင်ဖြစ်ပေါ်မူခြင်းတွေကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာမိုးဒိတ်တောင်ဖြစ်ထွန်းလျက်ရှိပြီးတော့ဆိုပါမိုးဒိတ်တောင်ရွေးရှားရနေရတဲ့လျှောက်မှာတော့မိုးရွာသွန်းနာရီနဲ့အတူတူလေပင်တွေတိုက်ခတ်တာမိုးဒိတ်ကြုံတာမိုးကြိုးပြစ်တာလျက်စီလက်တာနဲ့မိုးသီးကြွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုလာတာဖြစ်ပါတယ်။မြမပင်လေပြင်မြမကင်မရာတချောင်းနဲ့ကမ်းလွန်ပင်လေပြင်မှာတစ်ခါတည်းရမိုးသက်လေပင်ကြာရောက်ပြီးလှမ်းကြည့်ပါမယ်။မိုးသက်လေပင်ကြာရောက်စဉ်ရေပြင်မြေပြင်လေပင်ဟာတနအီကို 35မိုင်တိုက်ခတ်ပါမယ်။လိုင်းမြဟိုင်မကောက်ရန်တချောင်းနဲ့ကန်လွန်ပင်လယ်ပြင်မှာ17ဘေးကနေ13ဘေးကန်ရှိပါမယ်။နောက်နေ့အတွက်ခမန်းချက်ကတော့ဘိုးတိုင်းဒေသကြီးကရင်ပြည်နယ်မော်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာမိုးပေါ်ပါမယ်။နေပြည်တော်နဲ့နေထွိုင်းအတွက်မနက်ဖြန်မနက်ချိန်ထိခမန်းချက်ဟာမိုးတစ်ချိန်နှစ်ချိန်ထိချုံရွာပါမယ်။ရွာရံရုံပြည်ဖြစ်ပါရယ်။ရောင်မျိုးနဲ့နေထွိုင်းအတွက်မနက်ဖြန်မနက်ချိန်ထိခမန်းချက်ဟာမိုးတစ်ချိန်နှစ်ချိန်ထိချုံရွာပါမယ်။ရွာရံရုံပြည်ဖြစ်ပါရယ်။မန္တလေးမြို့နယ်နေတွိုင်းအတွက်မနက်ဖြန်မနက်ချိန်ထိခမ်းမန်းချက်ဟာနေရာကွက်ကြားမှုတစ်ကြုံရပါမယ်။ရွှေရံရံုံပြည့်ဖြစ်ပါရဲ့ရှင်။ ဆက်လက်ပြီးတော့လည်းချင်းတွင်စစ်တောင်းနယ်ပဲခူးမြေရီတွေထပ်တက်နိုင်တယ်လို့မိုးစလာသတိပေးတဲ့ကြောင်းဖော်ပြပေးပါမယ်။ချင်းတွင်စစ်တောင်းနယ်ပဲခူးမြေရီတွေမြင့်တက်နေပြီးတော့နောက်တစ်ရက်တွင်မှဆိုးရိမ်ရိမ်ကိုရောက်ရှိနိုင်တဲ့ကြောင်းမိုးလေဝသနှင့်စလာဗီဒါညွှန်ကြားမှုဦးစီးဌာနကဒီနေ့မှသတိပေးထုတ်ပြန်ပါတယ်။ချင်းတွင်မြေကတော့မိုးရွာမြို့ရဲ့ဆိုးရိမ်ရိမ်အောင်၃လမခန့်ရောက်ရှိနေတာဖြစ်ပြီးနောက်တစ်ရက်တွင်မှတော့ဆိုးရိမ်ရိမ်ကိုရောက်ရှိနိုင်တယ်လို့စစ်တောင်းမြေကလည်းမာရောင်မြို့ရဲ့ဆိုးရိမ်ရိမ်ကိုရောက်ရှိနိုင်တဲ့ကြောင်းဖော်ပြထားတာဖြစ်ပါတယ်။ဒါအတူပဲခူးမြေဟာပဲခူးမြို့ရဲ့ဆိုးရိမ်ရိမ်အောင် နှစ်ပြည့်ခွဲကျော်ရောက်ရှိပြီးတော့နောက်36နှစ်အတွင်းမှာစိုးရိမ်ရေဘက်ကိုရောက်နိုင်တဲ့အတွက်မုံရမြို့နယ်မာရမြို့နယ်ပဲခူးမြို့နယ်တွေမှာရှိတဲ့မြေကမ်းနေမီနီပိုင်းနေထိုင်သူတွေကြိုတင်သတိပြုနိုင်ဖို့နဲ့မြေရေတက်လာရင်တော့အချိန်မီရှောင်ရှားနိုင်ဖို့သတိပေးခဲ့တာဖြစ်ပါတယ်ဒါအပြင်ဂျွန်လ30ရက်ကနေလာမယ့်9ရက်အတွင်းတိုင်းနယ်ပြည်နယ်မှာဒေသလိုက်မူကြီးနိုင်တာကြောင့်သဘာဝဘေးရနေတွေဖြစ်ပေါ်နိုင်တဲ့အကြောင်းမိုးသက်ထက်ပြီးလေပြင်းတိုက်တာမိုးထစ်ကြုံတာမိုးကြိုးပြစ်တာလျှက်စီးလက်တာနဲ့မိုးသီးကျွေတာတွေပြည်ပြည့်ရေကြီးတာနဲ့မြေပြိုတာတွေဖြစ်နိုင်ကြောင်းလည်းထုတ်ပြန်ထားတာဖြစ်ပါရဲ့ရှင်။ ဆက်လက်ပြီးတော့လည်း2025ခုနှစ်ဇွန်လ30ရက်နေ့မနက်3:00နာရီကနေည7:00နာရီတွင်မိုးများလေထန်းတဲ့ဒေသတွေခန့်မှန်းချက်ကိုဖော်ပြပေးပါမယ်ဒေါက်တာဆိုင်းခွန်အောင်ကကတော့အခုလိုခံမှန်းလာခဲ့တာဖြစ်ပါတယ်။ကချင်ပြည်နယ်ပန်နန်းတဲနောင်မောပူရာဝမချမ်းပေါ်ဆန်ပရာဘွမ်ခေါလန်ဘူးဆွလော၊ချီဝေချီဝေငယ်အင်ကျန်းရံမြကြီးနာဝိုင်းမော်စတုံတော်ပုံးရံမန်စီဗမော်မိုးမောင်ရွှေကူမြို့လာဆင်ဘူဟိုပင်အင်တော်ကြီးနမ်မတီမိုးကောင်းကာမိုင်း ဖားကန်ရှင်ပူရန်တနိုင်ဖြစ်ပါတယ်။ကယားပြည်နယ်မှာတော့ရှာတော်ဖြစ်ပါတယ်။ကရင်ပြည်နယ်မှာတော့ကမာမောင်ရှမ်းရွာတဲ့လှိုင်းပွဲပိုင်ကြုံဖအံကြုံတို့ကော့ဂရိတ်မြားရီမဲဆောင်ကြိုင်းစိတ်ကြီးစုကလိကြိုက်တော်ဖျားသုံးစုဖြစ်ပါတယ်။ချင်းပြည်နယ်မှာတော့ကြည်ကတွန်းဆန်တီးတဲရီခေါ်တာထန်တလန်ဟာကာရီစာမတူဘီစမီပလက်ဝါမင်းတက်ကံပက်လက်တို့ဖြစ်ကြပါတယ်။မွန်ပြည်နယ်မှာတော့ကြိုက်တူကြိုက်ထီးဦးတောင်ဘီလင်းတထုံပေါင်မော်လမြိုင်ချောင်းဆောင်ကြံမရောမူတော်ကမာဝဲကြိုက်ကပြီးတန်ပြူစရဲ့ဆက်စဲလမိုင်းရေခေါ်စာဖြစ်ပါတယ်။ရှမ်းပြည်နယ်မှာတော့မပိ mỗi mẹ mang đồ nằm đồ nát sàn mái lồng tì bò chào mẹ nấu chỗ nát là nà gà mù xế. Mà đi ủ tạm bộ nhẹ quốc khỏi mong cụ công chá. Lão gà chênh suy hồ nát đế, quà lồ hù bà bà lồ mái mộ. Bà hóa ná bà mà mẹ lá số tế đi mái yế trái yà mái bọc mái khả mái yà mái lá mái biển trông đó trái đồ mái yào mái yù trái đá. Đà lý đặc trí lì mê xài. Mái biển mái cổ mái xà mái đồ bông bà chế mô thà mô bà trái đọng. ဟိုမိန်မိုင်းရှူမိုင်းနောင်မိုင်းဆန်ကာရီကွန်ဟိခိုလန်ကျေးတီမိုင်းကိုင်းလဲချာပင်လုံလွိုင်းလဲနတ်ဆန်အင်တော်ရက်ဆောင်အေးတာယာတောင်ကြီးဟိုပုံတို့ဖြစ်ကြပါတယ်။စကိုင်းတိုင်းမှာတော့ခန်ဒီလီရှိထမန်တီဆမရာဟိုမလင်ကလေးကလေးဝါကတာဖြစ်ပါတယ်။မန်လေးတိုင်းမှာတော့မိုးကုတ်ဖြစ်ပါတယ်။ မကွေးတိုင်းမှာတော့ပေါ့စောထင်းတင်းကံကောဘိုးရွာစစ်တုတရာငပယ်ရွှေဆက်တော်မြို့တဲ့နှမောက်တောင်တွင်ကြီးစင်ပါဝဲတရက်အောင်လန်ကြောက်ဘောင်းနဲ့ရွှေပန်းတော်တို့ဖြစ်ကြပါတယ်။နေပြည်တော်မှာတော့တက်ကုန်းလေဝေပြင်မနာအီလာဥတရအသီရီဇယသီရီပုပ္ပသီရီတက်ခိနာသီရီစဘူသီရီတာဝတိတို့ဖြစ်ကြပါတယ်။ပုံတိုင်းမှာတော့ပြည်ပောင်းပောင်းတလေပေါက်ကောင်ရွှေတောင်တဲကုန်ပရီကုန်ပောင်းတဲ့နှစ်တလေဈေးကုန်ကျိုးပင်ကအုတ်ဖူစွာအုတ်ကျင်းအုတ်တွင် တောင်ဦးထန်းတပင်ကျွဲပွဲစီရရီပြူကြောက်ကြီးဖြစ်ပါတယ်။ ERI တိုင်းမှာတော့ပသိငပူရောတာပေါင်းဖြာပုံဘိုးကလေးလက်ပွတ်တာပြင်ဆလူဟိုင်းကြီးကျုံငရုတ်ကောင်းချောင်းတောင်ငွေဆောင်ရွှေတောင်ရဖြစ်ပါတယ်။တရင်နိုင်တိုင်းမှာတော့ကလင်အောင်ရေပြူမြစ်တာတဝဲလောင်းလုံးတည့်ရချောင်းပလောပလောက်ကျုံစုဘိတ်တရင်နိုင်ပြည်ကြီးမှန်တိုင်းပုတ်ပြင်ကရတူရီခမောက်ကြီးကိုတောင်ဖြစ်ပါတယ်။ ဘာပြင်မွေးလို့သာသွတ်တဲ့ဒီအွန်လိုင်းကလည်းဇွန်လ30ရက်မနက်7:00နာရီကနေဇူလိုင်လ10ရက်နေ့မနက်7:00နာရီထိမွေးရသွန်းနိုင်မယ့်အချိန်လေးခန့်မှန်းချက်ကိုဖော်ပြပေးပါမယ်။ Icon Model Focus အရာတနင်္လာနေ့တိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်ပဲခူးတိုင်းအရှိန်ကျန်ရခိုင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းမှာမိုးများနိုင်ပြီးတော့24နာရီအတွင်းမှာတော့မိုးရေချိန်ဟာ1.5လက်မထက် ARA တိုင်းရှမ်းကုန်းတိုင်းပဲခူးတိုင်းအနောက်ချမ်းနေပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ အရှိပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ကယားပြည်နယ်မှာမိုးသင်းတင်းကနေ24နှစ်တွေတွင်မိုးရခြင်းတိရသမနှလမကနေနှလမ1.5လမအောက်ကျွာတော့မှာပဲစကိုင်းတိုင်းအောက်ပိုင်းမှာတော့မကွေးတိုင်းမန်လေးတိုင်းရှမ်းပြည်နယ်တောင်ပိုင်းမိုးနေပြီးတော့24နှစ်တွေတွင်မှာမိုးရခြင်းဟာတိရသမနှလမအောက်ကျွာတော့မှာပဲရှင် ဒါအပြင်ဘင်္ဂလားပင်လယ်အမြောက်ပိုင်းကနေလီဘီယာနဲ့ရောင်းဟာအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်နဲ့ဘင်္ဂလားဒေ့ကမ်းခြေမှာတည်ရှိနေပြီးတော့အနောက်ဘက်ကိုဆက်လက်ရွေ့ရှားကဇူလိုင်တရက်မှာအားပြော့ပြီးတဲ့နောက်အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသကိုဆက်လက်ရွေ့ရှားနိုင်ကကုန်းတွင်းလီဘီယာနဲ့ရောင်းအဖြစ်နဲ့အားပြန်ကောင်းလာနိုင်တဲ့ကြောင်းခန့်မှန်းထားပါတယ်ဒါကတော့ဂျွန်လာ30နေ့လည်7နာရီခွဲမှာ Icon Model Focus ရထုတ်ပြန်လာတာဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့မိုးလေဝသအခြေအနေတွေကြောင့်ပဲဂျွန်လာ30ရက်နေ့ညနေ6နာရီခွဲကနေဇူလိုင်လ3ရက်ည6နာရီခွဲအထိ 82နှစ်အတွင်းမှာမိုးရွာသွန်းနိုင်တဲ့အချိန်တွေဟာမိုးများပြီးတော့82နှစ်အတွင်းမိုးကြီးချိန်ဟာတိတိသမ5လက်မနဲ့အထက်ချင်းပြည်နယ်ကချင်ပြည်နယ်စကိုင်းတိုင်းထပ်ပိုင်းရခိုင်ပြည်နယ်ပဲခူးတိုင်းအေရီတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းပြည်အားပြည်နယ်နေပြည်တော်မိုးပြင်းနဲ့ကရင်ပြည်နယ်သတင်းနိုင်တိုင်းတို့ဖြစ်ကြပါတယ်။မိုးနဲ့မဲ့ဒေသတွေကတော့82နှစ်အရွယ်မိုးကြီးချိန်ကတော့တလမကွဲအောင်ရှမ်းပြည်နယ်တောင်ပိုင်းမန္တလေးတိုင်းစကိုင်းတိုင်းအောင်ပိုင်းနဲ့မကွေးတိုင်းတွေဖြစ်ကြပါတယ်။တပြည်လုံးမှာတော့မိုးရွာသွန်းနိုင်ပြီးတော့နေရာကွက်ပြီးတော့မိုးသဲထန်ပြီးတော့မိုးများနိုင်ပါတယ်ရှင်။ ဆက်လက်ပြီးတော့ဂျွန်လ30ရက်နေ့အတွက်မလို့တာခံမှန်းချက်ကိုဖော်ပြပေးပါမယ်ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်မှာတိမ်သည်တွေကနေတိမ်ယူတက်ပြီးတော့အနောက်တောင်ဘက်သို့လေအားကောင်းရကနေအားလုံးကောင်းပါတယ်။ပင်လယ်ပင်ခြေနေကတော့မကန်ရန်တက်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာတစ်ခါတည်းရမိုးသက်လေပြင်ကြာရောက်ပြီးလှမ်းကြည့်ပါမယ်။မိုးသက်လေပြင်ကြာရောက်စဉ်ရေပြင်မြေပြင်လေပြင်ဟာအနောက်နောက် တောင်ဘက်ကနေတနအိကိုမိုင်30ကနေ35မိုင်တိတိုက်ခတ်ပါမယ်။မိုးချင်နေရနေပြည်တော်စကိုင်းတိုင်းထပ်ပိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရီတိုင်းတင်းနိုင်တိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာဆက်ဆက်ကနေနေရအနှံ့ပြမိုးထကြုံရွာသွန်းပြီးတော့စကိုင်းတိုင်းအောက်ပိုင်းမကွေးတိုင်းကရင်ပြည်နယ်မှာတော့နေရာကျဲကျဲမိုးထကြုံရွာသွန်းပါမယ်။တင်းနိုင်တိုင်းရခိုင်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ရှင်။